ဲကျွန်တော်ဆက်လက်ပြီးတော့အင်္ဂါသားသမီးတွေတပတ်တာကန့်ကြုံမအောင်လမ်းညွန်ဟောကြားသွားမှာဖြစ်တဲ့အတွက်19ရက်အောက်တိုဘာလ2025တနင်္ဂနွေနေ့က22မှ5ရက်အောက်တိုဘာလ2025စနေနေ့ပေါ့နော်ဒီကလအတော်အတွင်းမှာအင်္ဂါသားသမီးမိတ်ဆွေများကန့်ကြုံမအောင်ကြည့်လိုက်ကြရအောင်ကအင်္ဂါသားသမီးမိတ်ဆွေများအနေနဲ့ဒီတစ်ပတ်မှာဆိုလို့ရှိရင်တော့ ကြံစီရည်ရွယ်ထားတာတွေအောင်မြင်မဲ့တပတ်တာကာလမျိုးဖြစ်ပါတယ်အဲ့တော့ကိုမျောလင့်ထားတာလေးတွေရည်ရွယ်ကြံစီထားတာလေးတွေအောင်မြင်လာနိုင်တဲ့တပတ်တာဖြစ်တယ်အဲ့တော့အထူးသဖြင့်အလောက်ကန်အကြံစီတွေအောင်မြင်မယ်ဆိုတော့တပတ်တာဖြစ်တယ်အဲ့တော့အလောက်ကန်စီဝိုင်းရောင်းဝယ်နဲ့ပတ်သက်ရင်အောင်မြင်မှုတွေရမယ်အတိအတာအကျိုးမြတ်တွေဖြစ်မယ်ကိုလှုပ်တဲ့ဟာတွေကအကျိုးပေးအရာထင်မယ်ဆိုတော့တပတ်တာဖြစ်ပါတယ်အဲ့တော့အရေးကြီးတဲ့လုပ်ငန်းဆောင်တာတွေလုပ်မယ်ဆိုရင်ဒီတစ်ပတ်မှာလုပ်လို့ရတယ်အဲ့တော့အလုတ်ကင်ကိစ္စနဲ့ပတ်သက်ပြီးတော့ဆိုရင်လည်းကိုယ့်ရဲ့အလုတ်အကျိုးစီးပွားအတွက် တပတ်သူကပန့်ပိုးတာကုညီတာထောက်ပံ့တာမျိုးတွေကြုံရတတ်တဲ့တပတ်တာကာလာမျိုးဖြစ်ပါတယ်အဲ့တော့ငွေချင်းငွေချင်းနဲ့ပတ်သက်ရင်လည်းဟဲ့လားအဲအတိုက်ခံလေးတွေတော့ငွေချင်းနဲ့ပတ်သက်လို့ပြောရတာမျိုးလေးတွေရှိတတ်တယ်သို့တော့ငွေချင်းနဲ့ပတ်သက်ရင်ပြည်လည်မဲ့တပတ်တာဖြစ်ပါတယ်ငွေရပေါက်ရလန်းပေါများတာဟဲ့လားငွေဝင်တာအဲငွေချင်းနဲ့ပတ်သက်ကိုကြံစီတာအောင်မြင်တာဒါမျိုးလေးတွေဖြစ်လာမှာဖြစ်တယ်အခြေအနေတော့မြစ်တိုင်း